မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်ယခုချိန်ကစပြီးစကောင်းဆောင်မင်းအောင်လိုက်သိမှနိုင်ငံရေးတဲကထွက်လက်မျိုးအန်ယူဂျီပြောဆိုရတဲ့တရင်ပါဝင်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရှင်2021ခုနှစ်တဲကမဲစင်းလိန်လင်းမှုဆွဆွေးချက်အကြောင်းပြချက်ဖြင့်အာနာသိမ့်ယူခဲ့သည့်မြန်မာ စစ်တပ်ကောင်းဆောင်မင်းအောင်လိုက်က2025ဒီဇင်ဘာလတွင် အထွေထွေရေကောက်ပွဲကြီးပြုလုပ်သွားမည်ဟုကြေညာထားသည်နိုင်ငံတော်နှင့်ပြည်တွင်းစစ်ကုကံတော်လိုင်းရင်နှင့်ထိန်းချုပ်နေမည်အများအပြားကိုဆွန့်လွှတ်နေရသည့်စေကောင်းဆောင်မယားလိုင်းနှင့်ပြင်ရေကောက်ပွဲကျင်းပအောင်မြင်မဖြစ်နိုင်သောနိုင်ငံရေးတုံ့တက်သူများကပြောဆိုထားကြသည်အနာနိုင်စက်ကောင်စီကျင်းပမည့်ရွှေကောက်ပွဲမှာအတူရောင်ရွှေကောက်ပွဲသာဖြစ်ပြီးမင်းအောင်လိုင်းနဲ့နိုင်ငံရေးတဲ့ကတိမ်မပဲထွက်လဲမည်ဟုမြို့သားညီညွတ်ရေးဆိုရ NUG ပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလကပြောသည် တချို့ကမင်းအောင်လိုင်းလုံးမဲ့တရားမဝင်ရေကောက်ပွဲကိုသူ့ရဲ့ထွက်ပေါက်လို့ထင်ကြတယ်ကျွန်တော်ကတော့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့မင်းအောင်လိုင်းကသမရာယူအာနာယူယူနေရလေအတူရောင်ရေကောက်ပွဲလုပ်ပြီးတဲ့နောက်မှာလေသမရာကိုသူ့ပဲပြန်လုံနိုင်တာပဲအဲ့တော့စစ်ကောင်းဆောင်ကတော့တိမ်မပဲနိုင်ငံရေးတဲ့ကထွက်မှာဘာလို့လဲဆိုတော့သူ့ကျူးလွန်ခဲ့တဲ့မတရားမှုတွေကိုစိတ်ရဆွမှုတွေပေါ့နော်အဲ့ဒါတွေကိုသူ့ပါဝါလက်လွတ်လိုက်ရရင်ဒါတွေကိုသူ့ဘလို့ရင်ဆိုင်မလဲသူ့မှာအဲ့ဒီအကြောက်တရားကကြီးစိုးနေမှာပဲဟုပြောသည် စက္ကန့်ဆောင်မင်းအောင်လိုင်းနဲ့ရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရှာခြင်းအခြေအနေမျိုးထက်အာနာကိုတနည်းနည်းဖြင့်ဆက်လက်ဆွဲကင်ထားမည်သဘောကိုမြင်မိကြောင်းကိုနေဖုံးလက်ကပြောသည်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကမှစစ်ကောင်စီလိုမျိုးရွေးကောက်ပွဲမှာလုံးဝမဖြစ်နိုင်ကြောင်းတိတိကျကျပြောနိုင်သည်ဟုအထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကပြောသည်။ စစ်ကောင်စီရဲ့အသက်ရှူဘောက်ကရွှေကောက်ပွဲနဲ့ထွက်နိုင်သူ့ရန်လာတာပေါ့ဗျာဒါပေမဲ့သူ့လုံးမဲ့ရွှေကောက်ပွဲကိုကျွန်တော်ကတော့မဆန်ကျင်ဘူးနော်သူ့မှာကရွှေကောက်ပွဲလုပ်ဖို့ပါဝါမရှိဘူးလေသူအနာသိမ်းလိုက်တဲ့ကဖွဲ့စည်းပုံကပြတ်သွားပြီအခုသူကျင်းပမဲ့ရွှေကောက်ပွဲကမြို့ပနမြို့နဲ့ကျင်းပမှာလဲမြန်မာနိုင်ငံမှာမြို့ပေါင်းက330ရှိတယ်အရင်ရွှေကောက်ပွဲကမြို့နယ်300ကျော်မှာကျင်းပတယ်မဲပေးနိုင်တဲ့ရာဂိုင်းလုံးလဲတက်ခဲ့တယ် ဓာရီတွက်ချက်ရမှာလေအဲ့တော့စေကောင်းဆောင်လုံးမရွေးကောက်ပွဲလုံးဝမအောင်မြင်နိုင်ဘူးဆိုတာအတိအကျပဲဟုပြောတယ်အနာသိန်းစေကောင်းစီရွေးကောက်ပွဲကိုတော်လိုင်းအင်အားအများစုနဲ့ဒီမိုကရေစီအင်အားစုများကတပိမ့်မောက်ထားကြခြင်းဖြစ်ပြီးအိနေချင်းနိုင်ငံအချို့နဲ့အာဆီယံနိုင်ငံအချို့ကလည်းလက်ခံမှုမရှိပေသို့သောစေကောင်းဆောင်မင်းအောင်လိုင်းဒီတရုတ်ထိုင်းရုရှားနဲ့အိန္ဒိယအကူအညီများဖြင့်ရွေးကောက်ပွဲကျင်းပပြင်ဆင်နေပြီးအပိုင်းလိုက်အဖြစ်လိုက်ကျင်းပကအချို့ကြောင့်ကိုစားပြုစနစ်ပြည်အောင်ကိုကျင့်သုံးမည်ဟုစေကောင်းစီကပြောဆိုထားတယ် ဆက်လက်ပြီးလောင်ရှိုးမျိုးစုတရုတ်ဤချောင်းဝင်ဆော့ဖတ်မှုဖြင့်စစ်ကောင်စီတပ်များအလုံးအင်းဖြင့်ပြင်လည်ဝင်ရောက်လာတော့လဲမြမရေးဆော့ဖတ်မှုမရှိဘူးတရုတ်အစိုးရပြောင်းရင်းပြန်ဆွဲတဲ့ငို့တင်ဆက်ပေးပါမယ်ရှင် MNDA ကိုကန်းကတင်ပိုက်ထားသောလောင်ရှိုးကိုတရုတ်ဤချောင်းဝင်အကြက်ကိုင်းမှုဖြင့်စကောက်စီတက်များပြန်လည်ဝင်ရောက်ခွင့်ရရှိချိန်မြမအရေးရင်တရုတ်အနေဖြင့်ချောင်းဝင်ဆော့ဖတ်မှုမရှိကြောင်းတရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြော၍ဆိုခွင့်ရှိသူကောင်ချာခန်ကပြောင်းရင်းပြောဆိုပြန်သည် ရှမန်နေဧပြီလ22ရက်နေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်တရုတ်နိုင်ငံသားဝင်ကြီးပြောရေးဆိုဝင်ရှိသူကသတင်းတောက်များမေးမြန်းမှုပေါ်ရှင်းခဲ့သူတုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်ကိုဂန်တက် MNDA တိမ့်ပိုက်ထားသောရှမ်းပြည်မြောက်ပိုင်းကလာရှိုမျိုးကိုတရုတ်ပြည်အားကြောင့်အာဏာသိမ်းစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးလိုက်ရသောလေတရုတ်နိုင်ငံသားဝင်ကြီးဌာနကပြောခွင့်ရသူကမြမအရေးချောင်းဝင်ဆွဖက်မှုမရှိမှုကိုဆက်လက်ကျင့်သုံးနေသည်ဟုပြောဆိုလာခြင်းဖြစ်သည့်ကောင်ချောင်းခွန်က တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကအိနေချင်းမိတ်ဆွေတွေဖြစ်ပါတယ်မြန်မာအရေးနဲ့ပတ်သက်လို့တရုတ်ရဲ့ရည်တည်ချက်ကရှင်းပါတယ်ကျွန်တော်တို့အနေနဲ့နိုင်ငံတနိုင်ငံရဲ့ပြည်ရင်းရေးကိုဝင်မဆက်ဖက်ရေးမှုကိုလိုက်နာပြီးမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာလွတ်လပ်ရေးမြို့သားညီညွတ်ရေးနိုင်ငံပိုင်ဆိုင်မှုကိုအထောက်ပံ့ပေးနေပါတယ်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံထဲမှာရှိတဲ့သက်ဆိုင်ရာအစိုးရအဖွဲ့တွေကိုနိုင်ငံရေးပြန်လည်တည်မြဲစေဖို့နဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်မှုမိတ်ဆွေအဖြစ်ကြံပြုပေးနေတာဖြစ်ပါတယ်ဟုပြောသည် ဧပြီလ19ရက်နေ့ကလာရှိုမျိုးတွေကိုစစ်ကောင်စီဝန်ထမ်းအချို့နဲ့တရုတ်တူတန်တမန်တိတ်ရှိခြင်းမလို့ရောက်ရှိလာပြီးယနေ့တွင်စစ်ကားစီးရ200နေပါဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။လာရှိုမျိုးအားစစ်ကောင်စီတန်လွှဲပြောင်းပေးရေးကိုတရုတ်တူတန်တမန်ကခြောက်ရင်ဆောင်ရွက်နေကြောင်းနဲ့အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီးစစ်ကောင်စီနှင့် MNDA တို့ဆွေးနွေးနေကြသည်ဟုဆိုတော့လေမြေဒီဘက်ကမှအရှင်ကိစ္စကိုထုတ်ပြန်ခြင်းမပြုပေ MNDAE လာရှိုမျိုးပြန်လည်ထူထောင်ရေးကိစ္စများတွင်ပါဝင်ပတ်သက်ခဲ့သူတချို့က MNDAE တက်များလာရှိုမျိုးပေါ်မှာစုခွာခဲ့ရပြီဖြစ်ကြောင်းတည်ပြပြောဆိုသည်။ရှမန်နေဧပြီလ21ရက်တွင်လာရှိုမျိုးအတွင်စိုက်ထူထားသော MNDAE အလံကိုပြန်လည်ဖြုတ်ချထားကြောင်းစက်ကောင်စီတရုတ်နှင့် MNDAE တို့အကြားလျှို့ဝှက်သောဆွေးနွေးမှုများရှိနေသောလည်းလက်တွေ့အမြင်တွင်လာရှိုမျိုးကိုစက်ကောင်စီကပြန်လည်ရရှိတော်သည်မှာတေချာကြောင်းမျိုးကန်များကပြောဆိုကြသည်။ ရခိုတကတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တန်တောင်ကြီးမြို့နယ်မှာ တောင်ကိုတို့ဆင်းလာသောစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိနိုင်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာပဲခူးတိုင်းတောင်ကုန်းမြို့နယ်ဘက်သို့ဆင်းလာသောစံမက်ဆက်ကောင်စီစည်ရင်နှံကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာထိခိုက်သူသေဆုံးမှုရှိနိုင်ကြောင်းခီးကိုစစ်ကြောင်းမှတောင်းရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်။ရမန်နေ့ဧပြီလ21ရက်နေ့နနက်7:00နာရီခန့်အချိန်တန်တောင်ကြီးမြို့နယ်မှာတောင်ကုန်းမြို့ဘက်သို့ဆင်းလာသောစစ်သားအင်အားပြေပါစက္ကား6စီကိုတောင်ကုန်းလိပ်သို့တန်တောင်လမ်းမိုင်းတနေရာ၌တော်လိန်ပူပေါင်းတပ်ဖွဲ့ကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ဖြစ် ခဲ့ကြောင်းသိရသည်။တန်တော်ကြီးဘက်ကနေတောင်ကိုဘက်ကိုဆင်းလာတာအင်အားကကား6စီးအပြေးပါတယ်။စကားထိခိုက်သေးဆုံးမှုကတော့အခုထိဆုံးဆန်းနေတော့မယ်။တောင်ကိုလိတ်တူတောင်ကိုတန်တော်ကြီးလမ်းမတွေမှာစကားကေမုံတွေဝင်နေတာရဲ့စစ်ကြောင်းထိုးနေတာရဲ့ရှေ့လို့မိဘပြည်သူတွေအနေနဲ့တရေထားပေးတော်လာနေထိုင်ပေးချဖို့တိုက်တွန်းချင်ပါတယ်ဟုဂီကိုစစ်ကြောင်းမှတောင်ရင်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်။ ထို့သို့တိုက်ခိုက်မှုတွင်ကျမ်းမတ်စစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးအကျမ်းမတ်စစ်ကောင်စီတပ်ခလာရ39တပ်ထဲသို့လူနာတရင်20ဝင်သောကြောင့်ထိခိုက်ဒေဆုံးမှုအရေအတွက်သိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရသည်။အဆိုပါတိုက်ခိုက်မှုကိုခီးခုစစ်ကြောင်းနှင့် KNU တပ်မဟာနှင့်တရင်ကကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီးနိုင်ငံတကာအကူအညီရဖို့စစ်ကောင်စီရဲ့ပြည့်ရက်တိုးနိုင်ပြီမဲ့တိုက်ခိုက်မှုတွေဆက်ရှိနိုင်ဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ငလင်ကျောင်းပြည်လဲတီထောင်ရဲ့အတွက်နိုင်ငံတကာနဲ့ဒေသရင်းနိုင်ငံတွေစီကနေအကူအညီတွေရဖို့စစ်ကောင်စီကအပြည့်အကရဆေးရို့တက်တန်းတိုးကျညာနိုင်ပြီမဲ့မြေပြင်မှာတိုက်ခိုက်မှုတွေဆက်လုပ်မဲ့အနေအထားလို့စစ်ရေးအကဲခတ်တွေကတန်လင်းတိုင်းကိုပြောပါရယ်။ ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုဗိုလ်ဟုတ်ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းလူတော်ချင်းစာနာမှုအကူအညီတွေပေးရနိုင်ရင်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစက်ကောင်စီနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG တို့ကိုပြီးခဲ့တဲ့ရက်ပိုင်းကတရားစီတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုအတွင်းငလင်တဲ့ဒေတာတွေကိုလူတော်ချင်းစာနာမှုအကူအညီတွေထိရောက်စွာပံ့ပိုးပေးနိုင်ရင်စက်ကောင်စီနဲ့ NUG တို့ကြားအပြည့်ခန့်ရက်စဲရေးတက်တန်းတို့ကိုသဘောတူခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌကထုတ်ပြောခဲ့ပါတယ်စီကံဘူကြီးစင်ရောကစက်ကောင်စီအနေနဲ့နိုင်ငံတကာစီ ီကလိုချင်တဲ့အထောက်ပံ့တွေရဖို့အပြည့်ခက်ရဲစဲရေးကိုကျင်ညာနိုင်ပေမယ့်လက်တွေ့မှာတော့အခွင့်အောင်းရှိပြီးတိုက်ခိုက်နေုံမယ်လို့သုံးသပ်ပါတယ်။ အခုကပါဇက်ကတော့အပြည့်ရက်မယ်ပေါ့ဒါပေမဲ့ဒီလိုအပြည့်ရက်တဲ့ပြောမှလည်းနိုင်ငံတကာနဲ့ဒေသရင်းနိုင်ငံတွေစီကနေသူလိုချင်တဲ့အထောက်ပံ့ရမှာပေါ့သူလိုချင်တဲ့အထောက်ပံ့ဆိုတာပြည်သူကိုကူဖို့တဲ့သူတို့တက်စိတ်ကိုပြန်လည်ပြင်ဆင်ဖို့နဲ့သူတို့ရဲ့တောက်တိုင်ဝင်ကြီးဌာနတွေကိုပြင်ဆင်ဖို့နေရာချဖို့ဒါတွေကိုပဲဦးစားပေးမှာဖြစ်ပါတယ်အပြည့်ကတော့ရက်ပြီးထက်ပြီးကြီးညာကောင်းကြီးညာနိုင်ပေမဲ့တကယ်တကယ်မြေပြင်လက်တွေမှာတော့တိုက်ခိုက်နေုံမှာပဲဖြစ်ပါတယ်သူတို့ကဒီအခြေအနေမှာပဲအခွင့်အောင်ရှူပြီးပို့ပြီးတော့တိုက်မယ်အနေထားပေါ့လို့ဆိုပါတယ် ငလင်ကြောင့်ဗဟုအာနာဆက်ချုပ်ကံရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိစေယုံချုပ်ပါဝင်လွှတ်တော်နယ်ဝင်ကြီးဌာနအဆောက်အဦဝန်ထမ်းအင်အားတွေစတဲ့အုပ်ချုပ်ရေးအရန်များတော်တော်များများထိခိုက်ပျက်စီးထားတာပါ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဘီအန်ရဲ့ကြားရောက်တဲ့နေရာတွေစီအရောက်လန်းစေဖို့တခုရဲကသာအယုံဆိုင်တဲ့အချိန်မှာစစ်တပ်ကတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေတယ်လို့ဆိုပါရယ်။ငလင်လှုပ်ခတ်ပြီးကလေးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီအထက်ကထက်ဝက်ကျော်ဟာဧပြီလ2ရက်နေ့အပြစ်ခတ်ရဲစဲကြောင့်ကျင်းညာပြီးနောက်ပိုင်းဖြစ်ပွားတာလို့ဖော်ပြထားပါရယ်။အဲ့ဒီတိုက်ခိုက်မှုအများစုဟာမြင်းငလင်လှုပ်ခတ်တဲ့နေရာတွေအပါအဝင်လူနေထူထပ်တဲ့ဒေသတွေမှာလေကြောင်း င်းနဲ့အမြောက်တွေကိုအုံပြုတိုက်ခိုက်ခဲ့တာလို့ကုလသမဂ္ဂလူအခွင့်ရေးယုံကဧပြီလ17ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဟာဧပြီလ22ရက်အထိအပြစ်ရထားပေမဲ့ငလင်တန်မတဲ့တဲ့မြို့ရွာတွေအပဝင်လက်လွတ်ခဲ့ရတဲ့နေမြေအတွင်းကအရက်သားတွေကိုပိတ်မှတ်ထားပြီးလေဆောင်ကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ CDN leader တက်ချက်ကြီးဇေယျကလည်းတော်လိုင်းရအဖွဲ့တွေကိုဖိအားပေးတဲ့ပုံစံနဲ့အယက်သားတွေအပေါ်ပြင်းပြင်းထန်ထန်တိုက်ခိုက်လာနေတဲ့အတွက်အပြစ်ရစေယျဆိုင်ရွက်ပေါ်မှာသာတုံနိုင်တယ်လို့ပြောပါရ ယ်။အရသာတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပိုလုပ်ပြီးတော့တောင်ဒီဘက်ကိုတော်လန်အင်အားစုတွေကိုဖိအားပေးလာတဲ့ပုံစံတွေ့ရတယ်။အရင်တော့ဆာရက်ပေါ်မှာတော့လူကြားကောင်းအောင်ရာရဲ့အပြစ်ခက်ရက်စဲရေးတိုးရင်တိုးနိုင်တာပေါ့။ဒါပေမဲ့တကယ်အပြစ်ရက်စဲမှုကတော့ရှိလာမှာမဟုတ်ပါဘူး။အခုလက်ရှိကိုတချို့နေရာတွေမှာစစ်ရေးအရာပြောင်းပြီးတိုက်ခိုက်ဖို့စစ်ဆင်မှုအထိသူတို့စီစဉ်နေတယ်ဆိုတဲ့ဟာမျိုးလည်းသိရတယ်ဟုဆိုပါတယ်။ အမျိုးသားညီညွတ်ရေးဆိုရ NUG ကတော့ပြည်ခက်ရဲစဲရာတပ်ဖက်တဲ့လှုပ်လို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်လူထုကိုဦးစားပေးကာဝေးနိုင်မှုအရေးကြီးတာကြောင့်အခြေအနေပေါ်မိုတီဗီဆောင်ရွက်သွားမယ်လို့ပြောထားတာပါလက်ရှိတက်တန်တိုးထားတဲ့ငလင်ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာ NUG ရဲ့ထုတ်စစ်တွေရတန်းထားမှုဟာဧပြီလ20ရက်နေ့မှာပြီးဆုံးသွားခဲ့ပါပြီဒါပေမဲ့လောလောဆယ်ဧပြီလ21ရက်ထိအပြည့်ခက်ရဲစဲရဲအတွက်ဆက်လက်တက်တန်တိုးဖို့မကြေညာရသေးပါဘူးဧပြီလ22ရက်နေ့မှာအဆုံးသတ်မဲ့စစ်ကောင်စီရဲ့အရာရဲ့အပြည့်ရဲစဲရဲကလည်း ကဒန်းတိုးဖို့မကြေညာရသေးပေမယ့်အကျုံးဝင်နေစေကာလမှာတော့လေးချောင်းတိုက်ခိုက်မှုတွေကြောင့်အရသာတည်ဆုံမှုအရေးအတွက်ဆယ်နှစ်ချီမြင့်တက်နေပါဗျ။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရှိကျေးရွာတွေကိုစစ်ကောင်စီကဧပြီလ18ရက်ကနေပြီး20ရက်အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်လူသေဆုံးမှုအယောက်40ထက်မနည်းရှိလာတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ဒါပြင်စကိုင်းတိုင်းကမ့်ဘလူးမြို့နယ်တင်တော်ရွာကိုစစ်ကောင်စီကဧပြီလ20ရက်နေ့ညနေ6နာရီကျော်မှာလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်ကုံစုံဆိုင်တဆိုင်ပေါ်ကြားရောက်ပောက်ခဲ့မှုကြောင့်ဆိုင်ရှင်ပါဝင်အရက်သား6ဦးသေဆုံးခဲ့ရပါတယ်။ဧပြီလ19ရက်နေ့မှာလည်းမွန်ပြည်နယ်ဘီလင်းမြို့ရှိမင်းစောကျေးရွာကဖုန် ြေချောင်းကိုစက်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ပုံသေးတလုံးချေချမှုကြောင့်ကိုရင်တဘာပြန်လွန်တော်မူပြီးအရသာနှုတ်ဦးတည်ဆုံးခဲ့ရတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကသတင်းထုတ်ပြန်ထားပါတယ်။